Tesla ဟာ California ပြည်နယ်မှာလူမောင်းနှင်ခြင်းမရှိတဲ့အလိုလျောက်တက်စီဝင်ဆောင်မှုတွေကိုစတင်နိုင်မှုစမ်းသပ်မှုတွေလှုပ်ဆောင်နေပါတယ်။ဒါမဲ့အခုလောလောဆယ်မှာတော့ Tesla ဝန်ထမ်းတွေမောင်းနှင်နေတဲ့အခမဲ့တက်စီဝင်ဆောင်မှုတွေကိုပဲစတင်နိုင်မှာသေးတယ်။ဒါ Tesla ရဲ့အလိုလျောက်တက်စီဝင်ဆောင်မှုအတွက်အရေးပါပြီးတော့ဒီစနစ်ကိုစတင်နိုင်ဖို့အတွက်ပထမခြေလှမ်းတစ်ခုလို့လည်းပြောရမှာဖြစ်ပါတယ်။ဒီအတွက်ကယ်လီဖိုးနီးယားပြည်သူဝန်ဆောင်မှုကော်မရှင်စီကနေ ခွင့်ပြုချက်တောင်းခံထားတယ်လို့လည်းသိရပါတယ်ဆိုတော့အခုစမ်းသပ်ဆဲကာလမှာတော့တက်စီစီးနှင်းသူတွေအတွက်အခမဲ့ဝန်ဆောင်မှုပေးမှာဖြစ်ပြီးတော့ခွင့်ပြုချက်ကျပြီးရင်တော့ Tesla အနေနဲ့လူမောင်းနှင်ခြင်းမရှိတဲ့အလိုလျောက်တက်စီဝန်ဆောင်မှုအတွက်အစင်းမြင့်ခွင့်ပြုချက်ကိုပါရှောက်ထားနိုင်တော့မှာဖြစ်ပါတယ်။ဒီလိုစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေအပြင် Tesla ရဲ့ FSD system အဆိုရင်တရုတ်တွေရဲ့ data ဆိုင်ရာဥပဒေတွေနဲ့စီးမြင့်စည်းကမ်းတွေကိုချိုးဖောက်နေတယ်ဆိုတဲ့သတင်းတွေထွက်ပေါ်လာနေတဲ့အကြောင်း ကဘာတဝမ်းလုံးမှာ Tesla စန်းကျင်ရေးဆန္ဒပြမှုတွေပိုပြီးပြင်းထန်လာနေပြီးတော့ Elon အနေနဲ့ Hero ဘဝအနေဘီလိန်ဘဝရုပ်တရက်ပြောင်းလဲသွားတဲ့အကြောင်းအရာတွေကိုဒီနေ့ဗီဒီယိုထဲမှာပြောပြသွားမှာပါ။အဲ့ဒီအချက်တွေဟာ Tesla ရဲ့နည်းပညာဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုတွေဥပဒေပိုင်းဆိုင်ရာစိန်ခေါ်မှုတွေနဲ့လူမှုရေးပြဿနာတွေကိုထင်ဟပ်နေစေတဲ့အတွက်ဒီအကြောင်းတွေကိုဒီနေ့မှာမိတ်ဆွေတို့နဲ့အတူတူဆွေးနွေးတော့ဖို့ရှိနေပါတယ်။ မိတ်ဆွေများအားလုံးပဲမင်္ဂလာပါ AI Learning မြန်မာအနေပြန်လည်ကြိုဆိုလိုက်ပါတယ် Tesla ရဲ့ CyberCab ကားမော်ဒယ်အသစ်တွေဟာစတင် ထုတ်လုပ်ချိန်မှာလူတွေရဲ့ထိန်းကုပ်မှုမပါဘဲနဲ့အပြည့်အဝအလိုလျောက်မောင်းနေနိုင်တဲ့ Full Self Driving System FSD System ကိုအသုံးပြုနိုင်တဲ့အဆင့်ထိရောက်နေကြပြီလို့ကြေညာခဲ့ပေမဲ့အခုတော့ဒီကားတွေဟာသူတို့ကြေညာခဲ့သလိုအမှန်တကယ်ရော ဟုတ်ရလားဆိုတာကိုစိတ်ဝင်စားနေကြပါတယ် ဘာလို့လဲဆိုတော့ Joe TM လို့ခေါ်တဲ့ drone video ရိုက်ကူးသူတယောက်က Tesla ရဲ့ Giga Tesla ဆက်ယုံနာတဝိုက်ကို drone နဲ့ပြန်တမ်းပြီး video ရိုက်ကူးခဲ့ရမှာတော့ cyber cat ကားအသစ်တွေကိုစမ်းသပ်မောင်းနှင်နေတာတွေ့ခဲ့ရပါတယ်လို့ဆိုပါတယ်။ဒါမဲ့ထူးခြားတာကတော့အဲ့ဒီ cyber cat ကားအသစ်တွေမှာ steering နဲ့ပြန်တက်ထားတာကိုတွေ့ရပါတယ်။ပြီးတော့ steering နောက်မှာလည်းလူတွေထိုင်နေတာကိုပါတွေ့ခဲ့ရတယ်လို့ဆိုပါတယ်။ စိုက်ဘာကပ်ကားတွေရဲ့မူလဒီဇိုင်းမှာဆိုရင်တော့ steering နဲ့ braining ခုံတွေကိုလုံးဝဖယ်ရှားထားတာဖြစ်ပါတယ်။ဒါပေမဲ့အခုလို steering တွေပြန်ပါလာတာဟာတော်တော်လေးကိုထူးဆန်းနေတဲ့ကိစ္စတစ်ခုလည်းဖြစ်ပါတယ်။ဒါပြင် Tesla အနေနဲ့သူတို့ရဲ့ robot တက်စီဝင်ဆောင်မှုတွေအတွက်အဝေးထိုင်းရင်မောင်းဝင်တဲ့အစ်စ်တွေကိုခန့်ထားတယ်လို့လည်းသတင်းတွေထွက်နေပါတယ်။ ဆိုလိုတာကားထဲမှာရေမောင်းမရှိဘူးဆိုရင်တော့မှတခြားသောနေရာတစ်ခုခုကနေလူတယောက်ကကားကိုထိန်းချုပ်မောင်းနှင်ပေးနေရတဲ့ပုံစံမျိုးပေါက်နေတာလည်းဖြစ်ပါတယ်ဒီလိုသာဆိုရင်တော့ Google ရဲ့ Waymo Robot Taxi တွေနဲ့တော့တွားပြီးစင်တူနေပြီဖြစ်ပါတယ် Waymo ရဲ့မောင်းသူမဲ့ Taxi တွေမှာဆိုရင်လေ Steering နဲ့တက်ဆင်ထားတော့မှာပဲပြီးတော့လိုအပ်လာရင်အဝေးကနေလှမ်းပြီးထိန်းချုပ်ပေးနိုင်တဲ့ဝန်ထမ်းတွေကိုလည်းခန့်ထားပါသေးတယ် ဝီမိုကအခုအော့စတင်မြို့မှာ Uber နဲ့ချိတ်ဆက်ထားပြီးတော့မောင်းသူမဲ့ robot taxi ဝန်ဆောင်မှုကိုစတင်နေပါပြီ။ဒါကြောင့် Uber app ကိုသုံးပြီးတော့သူတို့ရဲ့ robot taxi ကိုငှားစီးလို့ရနိုင်ပြီလေဖြစ်ပါတယ်။ဒါမဲ့ Tesla ကတော့သူတို့ရဲ့ robot taxi ဝန်ဆောင်မှုတွေကိုတခြားသော taxi ဝန်ဆောင်မှုကုမ္ပဏီတွေနဲ့ပူးပေါင်းလှုပ်ဆောင်သွားဖို့စိတ်ကူးမရှိဘူးလို့အစတည်းကပြောထားပါတယ်။ဆိုလိုတာ Tesla ရဲ့ robot taxi ကိုစီးကျင်တဲ့လူတွေဟာ Tesla ရဲ့တီးတဲ့ app တွေကိုပဲအသုံးပြုရမှာဖြစ်ပါတယ်။ သူတို့ရဲ့အလုံးလုံးပုံကိုလေ့လာခြင်းနဲ့ဆိုရင်တော့တရုတ်နိုင်ငံရဲ့ဈေးကွက်ထွေကိုတွားကြည့်ရမှာဖြစ်ပါတယ်။ဘာလို့လဲဆိုတော့ Tesla ရဲ့ Full Self Driving System ဟာတရုတ်မှာအတော်လေးအောင်မြင်နေတာကြောင့်ပါ။သူနဲ့ပတ်သက်တဲ့အကြောင်းအရာတွေဟာဆိုရင်တရုတ်နိုင်ငံရဲ့နာမည်ကြီးဗီဒီယို platform တွေမှာကြည့်ရှုသူ1 billion ကျော်အထိရှိခဲ့ပါတယ်။ဆိုတော့ဒါဟာတရုတ်မှာလူစိတ်ဝင်စားမှုအများများတဲ့ topic တစ်ခုဖြစ်နေတယ်လို့ပြောလို့ရမှာဖြစ်ပါတယ်။ဒါကြောင့် Tesla ရဲ့ Full Self Driving System ဟာ တရုတ်နိုင်ငံရဲ့လမ်းပန်းဆက်သွယ်ရေးအခြေအနေတွေအပေါ်မှာဘလောက်ထိကောင်းကောင်းလုံးလုံးနိုင်နေပြီလဲဆိုတာကိုပိုပြီးမြင်သာလာနေပြီလို့လည်းပြောလို့ရပါတယ်။ Elon Koran ကလည်းဒီဗီဒီယိုတွေ့ခဲ့ပြီးတော့ Nice ဆိုတဲ့ comment ကိုပါ ပေးသွားခဲ့ပါတယ်။ဒါ့အပြင်သူကိုယ်တိုင်ဒီဗီဒီယိုပြန် share ခဲ့ပြီးတော့ caption မှာလည်း Tesla ကားတွေဟာ လမ်းအမှတ်သားတွေမရှိတဲ့မြေသားလမ်းတွေမှာတော့မှ သူ့လိုလိုမောင်းနိုင်ကြတယ်ဆိုပြီးတော့ရေးသားခဲ့ပါသေးတယ်။ ါပေမဲ့ error တွေကတော့ရှိနေပါသေးတယ်။ဥမာအဖြစ် FSD ဟာတရုတ်တွေရဲ့တင်းကျပ်တဲ့ရင်စည်းကမ်းတွေထဲကတချို့ကိုလိုက်နာဖို့ပြက်ကွက်နေတာကြောင့်ပါ။ဒါကြောင့်မဲတရုတ်မှာ FSD အသုံးပြုသူတွေဟာကားတစ်ခေါက်မောင်းရင်ရင်စည်းကမ်းဖောက်ဖျက်မှုကြောင့်ချက်လန့်9ဆောင်းလောက်အထိဖျက်ရတတ်တယ်လို့လည်းသိရပါတယ်။ဆိုတော့တရုတ်ပြည်အတွက် FSD software ရဲ့အသစ်ဟာကားမောင်းသူတွေကိုဘေးအန္တရာယ်မဖြစ်စေပေမဲ့လည်းငွေကြေးအရတော့နစ်နာစေတတ်ပါတယ်။ ဒါလည်းတရုတ်ဆိုရာသူတို့နိုင်ငံရဲ့ data တွင်းလမ်းပိုင်းဆိုင်ရာ data တွေကိုပြည်ပောက်ထုတ်ယူခွင့်မပြုခဲ့တာကြောင့်အပြင် American ဘက်ကလည်း Tesla အနေနဲ့တရုတ်နိုင်ငံကိုသွားပြီးတော့ AI training super computer တိစောက်ခွင့်ကိုကန့်သက်ထားတာတွေကြောင့်ပဲဖြစ်ပါတယ်။ဒီလိုအကြက်တဲတွေကြားရတဲ့နေတော့မှ Tesla အနေနဲ့ FSD အသုံးပြုသူတွေရဲ့ဘေးကင်းရေးကိုအကောင်းဆုံးလုပ်ဆောင်နိုင်ခဲ့တဲ့အပြင်နောက်ပိုင်း version တွေမှာပိုကောင်းလာဖို့လည်းရှိနေပါသေးတယ်။ ဒါပေမဲ့ Tesla နဲ့ Elon Musk တို့စန့်ကျင်တဲ့လူတွေကတော့ဆန္ဒပြပွဲတွေကိုကဘာအနှံ့မှာလှုပ်ဆောင်နေကြပါတယ်။ဒီဆန္ဒပြပွဲတွေကိုစူးစီးပြီးတော့ Tesla Takedown ဆိုတဲ့နာမည်နဲ့ website တစ်ခုတောင် လုတ်ထားကြတာကိုလည်းတွေ့ရပါတယ်။အများအားဖြင့်တော့ဒီဆန္ဒပြပွဲတွေဟာအကြမ်းမဖက်တဲ့ပုံစံတွေနဲ့လှုပ်ဆောင်ကြတာဖြစ်ပေမဲ့တချို့နေရာတွေမှာတော့အကြမ်းဖက်မှုတွေရှိလာတာကိုလည်းတွေ့ရပါတယ်။ Tesla တရက်နေ့တုန်းကဆိုရင်နယူးယောက်မြို့ Tesla အယောင်ပြကံမှာ လူ၉ဦးထိဖမ်းဆီးခံခဲ့ရပါတယ်။ သူတို့ကြောင့်မှန်တကားတစ်ချက်ပျက်စီးသွားခဲ့တာကြောင့်လို့ဆိုပါတယ်။ဒီလိုဆန္ဒပြပွဲတွေရှိနေတာကြောင့် Tesla ကားကိုစမ်းသပ်မောင်းနှင်ဖို့ရက်ချင်းယူထားတဲ့လူတယောက်ဟာဆိုရင်ကားကိုယ်တော်ဘက်ဝင်ပေါက်ကနေခိုးဝင်ပြီးတော့မှစမ်းသပ်မောင်းနှင်ခဲ့ရတယ်လို့လည်းဆိုပါတယ်။ပြင်သစ်နိုင်ငံတောင်ပိုင်းကကားအယောင်စင်တာတခုမှဆိုရင်တော့ Tesla ကား12စီးလောက်အထိကိုမိရှုဖြတ်စီးခဲ့ကြတယ်လို့လည်းသိရပါတယ်။ ဒါအပြင် Massachusetts ပြည်နယ်ထဲမှာလည်း Tesla Supercharger အားသွင်းစခန်းတစ်ခုကိုမီးရှို့ဖျက်ဆီးခဲ့ကြပါသေးတယ်။အရင်အဆိုရင် Tesla ကားပိုင်ရှင်တွေကိုအကြမ်းဖက်တယ်ဆိုတာကားပေါ်မှာဂျိုင်းဆိုင်နဲ့စာသားတွေရေးတာပုံတွေဆွဲသွားတာမျိုးပဲများခဲ့ပါတယ်။ဒါမဲ့အခုနောက်ပိုင်းမှာတော့ဒီထက်ပိုပြီးဆိုးလာကြပါတယ်။ New Orleans ပြည်နယ်ကလူမှုစုဝေးပွဲတစ်ခုမှာဆိုရင် Cyber Truck ကားပန်ရှင်နဲ့သူ့ရဲ့ဇနီးတို့ကို လူအုပ်စုလိုက်ဝိုင်းပြီးတိုက်ခိုက်ခဲ့ကြတာမျိုးတွေအထိရှိလာပါတယ် ကားမှန်တွေကိုရိုက်ခွဲဖို့နဲ့ကားကိုယ်တွေကိုပျက်စီးအောင်လုပ်ဖို့စ조사ခဲ့ကြတာပါဒါမဲ့ကံကောင်းသွားတာက cyber truck ကခံနိုင်ရှိနေတာကြောင့်မှန်နေနေလေးပဲ꿰သွားခဲ့ပြီးတော့လူတွေအန္တရာယ်မဖြစ်ခဲ့ပါဘူး။ Elon ကတော့ Joe Rogan နဲ့ podcast တစ်ခုမှာသူနဲ့ Tesla ကားတွေဝေဖန်မှုတွေများလာတဲ့အပေါ်မှာကျွန်တော်လွန်ခဲ့တဲ့တစ်နှစ်ကနေအခုဘာမှပြောင်းလဲမသွားပါဘူး။ကျွန်တော်ရုပ်တရက်ပြောင်းလဲသွားတာမဟုတ်ပါဘူး။ဒါမဲ့သတင်းမီဒီယာတွေရဲ့အစင်လာရ ဝါဒဖြန့်ချိမှုတွေထဲမှာတော့ကျွန်တော်လွန်ခဲ့တဲ့နှစ်နှစ်တုန်းကနဲ့လုံးဝမတူတဲ့လူတစ်ယောက်ဖြစ်သွားပါပြီ။အရင်တုန်းကတော့ကျွန်တော်ကလက်ဝဲတွေရဲ့ဟီးရိုးတစ်ယောက်ဖြစ်ခဲ့ပါတယ်။အသက်53နှစ်မှာတော့ရုတ်တရက်ဟီးရိုးကနေဘီလိန်ဖြစ်သွားရတယ်ဗျာဆိုပြီးတော့ပြောသွားခဲ့ပါတယ်။ဆိုတော့မိတ်ဆွေတို့အနေနဲ့ရောဒီဖြစ်ပျက်တွေပေါ်မှာဘလို့အမြင်မျိုးများရှိပါသလဲ။မိတ်ဆွေတို့တူဦးတယောက်ချင်းစီရဲ့အမြင်လေးတွေကိုလည်းကွန်မန့်မှာဝင်ရောက်ဆွေးနွေးပေးခဲ့ကြပါအောင်ဗျာ။မိတ်ဆွေများအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်။ ီဗီဒီယိုလေးကိုနှစ်သက်တယ်ဆိုရင်တော့ like လေးနဲ့အားပေးခဲ့ဖို့လည်းတောင်းဆိုချင်ပါတယ်ကျွန်တော်ဆက်ပြီးတော့ဗီဒီယိုလေးတွေတင်ပေးသွားပါအောင်မယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်